ကျွန်တော်ရဲ့ပရိသတ်တွေအားလုံးမင်္ဂလာပါ ASM Knowledge Channel ကနေပြန်လဲကြိုဆိုပါရစေကျွန်တော်ဒီ channel ကနေပြီးတော့ကျွန်တော်ရဲ့ပရိသတ်တွေအတွက်ဘူဒ္ဓအများစွာကိုနော်ဆင်ဆက်မပြမျှဝေပေးနေတာဖြစ်ပါတယ်ဒီနေ့မှာတော့ဟိုတစ်ဘက်ကကျွန်တော်မျှဝေထားတဲ့ဒီဝရဇေဝရဇေမပါပဲနဲ့ပေါ့နော်ဒီတန်ချောင်းလေးနှစ်ချောင်းကိုဆက်ပြထားတဲ့ဟာကိုကျွန်တော်မိတ်ဆွေသင်ငယ်ချင်းတွေကတူလေးနဲ့ထုပြပါဆိုလို့နော်ကျွန်တော်တူလေးနဲ့ထုပြပါမယ်ဒါကတော့ ပြီးခဲ့တဲ့ဗီဒီယိုမှာမကြည့်ရမကြည့်ရသေးတဲ့သူတွေကနော်ဘာမှမသိမှာဆိုလို့ကျွန်တော်အတူလေးအတူဂျုံလေးခဏနော်ပြန်ပြီးတော့ဒါဗီဒီယိုအဟောင်းလေးပြန်ပြီးတော့ခဏလေးကြည့်ရအောင်နော်ဘောလင်းဆော်တဲ့ဆက်မလို့ပဲနဲ့ဆက်မလို့ပဲနဲ့ပေါ့နော်ဒီတန်းချောင်းနှစ်ချောင်းကိုအလွယ်တကူဆက်လို့ရမယ်နီလန်းလေးကိုကျွန်တော်မျှဝေပေးမှာဖြစ်ပါတယ်။ကျွန်တော်ဒီမှာလက်တွေ့ကျွန်တော်လုပ်ပြမှာနော်ဒီတန်းချောင်းကကျွန်တော်တို့ကျွန်တော်ကတော့ဒီတန်းချောင်းကအဟောင်းကိုတန်းကြီးတွေတင်နေလို့ပေါ်ပါလေးစားလိုက်တယ်။တန်းချောင်းအစ်စ်ဆိုရင်တော့လုပ်ပြရမှာလို့နော်။ဒါကတန်းချောင်းကတော်တော်လေးတန်းကြီးတွေတက်ပြီးတော့အဟောင်းကိုပေါ်ပါလေးနဲ့လေးစားလိုက်ပါလေ။ အဲ့ကျတော့ဒီလိုတန်ချောင်းလေးကိုဆက်ပြီးတော့ဟိုလိုအပ်တဲ့အချိန်မှာပေါ့ဗျာနော်ကျွန်တော်ဒီပရိသတ်တွေလိုအပ်ရင်လည်းရှိတော့မှာနော်လိုအပ်ရင်လည်းထားလိုက်ပါနော်ဒီလက်မြေပါဗျာနော်အင်မတန်မှသာမထင်မှတ်တဲ့နော်အန်အောဝယ်ကောင်းတဲ့ရလက်ကလေးကိုရခဲ့ပါတယ်နော်ဒါဘီလက်မြေနော်ဘီလက်မြေကိုဒီမှာဒီကကျွန်တော်ကကတ်တူတူပဲဆက်ပြမှာဆိုတော့ဘီလက်မြေတွေကဒီမှာတစ်စွန်းဘေကင်းဆိုတာပေါ့နော်ဆော်တာမှုန်လေးကနှစ်စွန်းပေါ့နော်နှစ်စွန်းထည့်လိုက်ပါတယ်အဲဒီမှာလောက်ရင်တတိထားမှာတော့ဘီလက်မြေမှာဟိုတချို့တစ်ခါတည်းအခဲတွေပါတယ်ပေါ့နော်အခဲတွေပါရင်တော့အဆင်မပြေဘူးသူကအမှုန်ကလေးတွေပဲသုံးအောင်မှာဖြစ်ပါတယ်နော်ဒီကဘီလက်မြေနဲ့ ီမံပေါ့နော်စီမံနဲ့ဘေကင်းဆိုတာမြန်မာလိုကြတော့ဒီလမ်းမြင်နဲ့ဒီမုန်းဖုတ်တဲ့အခါမှာသုံးတဲ့ဆော်တာမဟုတ်ဘူးနော်ခုလိုလေးသာတမတော့အောင်ဝေးပြီးရင်တော့ဒီမှာသူကျွန်တော်ဒီသုံးတဲ့တန်ကြောင်မှာတော့သူကအရက်ကလေးတွေလည်းပါတယ်ပေါ့နော်အရက်လေးတွေပါတော့ဘိုးတောင်ခိုင်းတာပေါ့ဗျာနော်အဲ့အရက်လေးနှစ်ခုကိုခွေးသွားစိတ်ပုံစံမျိုးလေးပေါ့နော်အဲ့နှစ်ခုချားလေးကိုဒါကွက်တီလေးကြောင်ကျွန်တော်ဖတ်လိုက်ပါတယ်ပြီးရင်ကျွန်တော်တို့ဒီမဆက်ခင်မှာကျွန်တော်ကတော့ဒီပါပေါ်မှာပလတ်စတစ်ဂျိုးလေးနဲ့ခဏထိမ့်ထားမှာပေါ့နော်ပလတ်စတစ်ဂျိုးနဲ့ဟိုဘက်ထိပ်တည်ပဲထိပ်ပေါ့ဗျာနော် သူကဟိုအရှိကြီးပူစိတ်ရင်တော့ခက်ရှိရှိလေးစိတ်ရင်တော့ဘိုးခိုင်မှာပေါ့နော်ကျွန်တော်ကတော့ဒီမှာဒီတန်ချောင်းကလည်းခက်တူလို့မို့ကျွန်တော်ခက်တူတူလေးပဲဆက်မယ်နော်ဒါပေမဲ့ခက်တူတူလေးဆက်တာကိုခိုင်ပါလေကျွန်တော်ကိုလိုရှိရှိပူစိတ်ရင်တော့ဘိုးခိုင်မှာပေါ့ကျွန်တော်ဒီဒီမှာကျွန်တော်တော့ plastic ကျူလေးနဲ့ခဏပေါ့ကျွန်တော်ဒါကအထိန်းသဘောမျိုးလေးပါနော်ဒီတန်ချောင်းနှစ်ချောင်းဆက်မသွားခင်မှာခဏလေးအထိန်းသဘောမျိုးလေးဒါထိန်းထားလိုက်တာပါကိုလေးရင်ထည့်ရင်တော့ဘိုးကောင်းတယ်ပြီနော်ဒီမှာကျွန်တော်ဒါပြီးလက်မြေမှုန်နဲ့ဆော်တာမှုန်လေးထည့်လိုက်ပါပြီ။ထည့်ပြီးရင်ကျွန်တော်တို့သိရမှာပေါ့နော်။ခက်သိပါအောင်ထဲထဲလေးဝင်သွားအောင်နောက်တစ်ခါညီညီလေးလေးဖြစ်သွားအောင်ပေါ့နော်။ အဲဒီပုံစံလေးပေါ့ရနော်ချောလိုက်တာပေါ့နော်အဲဒီတိုင်းလေးချောလိုက်ပါပြီချောပြီးရင်ကျွန်တော်တို့ဘာသုံးမှာလဲဆိုရင်ကျွန်တော်တို့စူပါဂလူးပေါ့နော်စူပါဂလူးဒါတော်တော်များများသုံးမှုပါနော်ကျွန်တော်တို့ကော်ရည်လေးကိုဒီခဏကပြီးစမ်းမြည်နဲ့ပြီးစမ်းမြည်နဲ့ဆော်တာမုံဖြောထားတဲ့ဟာပေါ့ဘူးလုံးဝပြောဝင်သွားအောင်ကော်လေးတွေထက်ကော်နော်ဒါစူပါဂလူးကော်ထည့်ပေးရမှာဖြစ်ပါလေအင်မတမတာအသုံးဝင်ပါလေနော်သူ လိုတော့လိုညာပေါ့ဗျာနော်တန်ချောင်းတူလေးတွေကအရှိအဖြစ်သုံးညင်တယ်ပေါ့နော်တခုခုတနေရာရာမှာသုံးညင်တယ်ဆိုလို့ရှိရင်ဒါဒီပုံစံလေးနဲ့နော်ဝရင်ဆက်မလိုတော့ဘူးပေါ့နော်ဟိုတုန်းကတော့ကျွန်တော်တို့ကဒီတန်ချောင်းနေဆက်ချင်တယ်ဆိုရင်ဝရင်ဆက်ရှိမှဆက်လို့ရတာအခုကဝရင်ဆက်မရှိလဲဆက်လို့ရပါပြီနော်ဆက်လို့ရပါပြီဒီပုံစံလေးခုနကလိုပဲဒါလေးကချော်ချော်လေးဖြစ်ပါတော့နော်တန်လေးလုပ်လိုက်ပါပြီပြီးရင်ခုနကလိုပဲကော်နော်ကော်ကြီးလေးထည့်မှာပေါ့နော်ကျွန်တော်မေးစိတ်တဲ့ငယ်ချင်းတွေ နော်ဟိုလူတိုင်းတော့မဟုတ်ပါနော်ဒီတန်ချောင်းအသုံးပြုနေတဲ့အသုံးအသုံးဝင်တဲ့နေရာမှာဒီလိုလေးတွေဆက်ပြီးတော့ပြန်လဲပြီးတော့အသုံးပြုလို့ရပါတယ်ဗျာနော်ကဲပြီးရင်တော့ကျွန်တော်တို့အဖျားအခုဒီပလတ်စတစ်ကြိုးခြိထားတဲ့နေရာလေးတွေကိုထပ်ပြီးတော့ကျွန်တော်ကဆက်အောင်ပါနော်အားကြောင့်မိုးကြိုးလေးတွေဖြည့်လိုက်ပါမယ်ဒါလို့ဒီတန်ချောင်းနဲ့လောက်ထားတဲ့ပစ္စည်းတွေတနေရာမှာကျိုးနေတာပြတ်နေတာဆိုရင်လည်းဒီနည်းလေးနဲ့တော့ပြန်ပြီးတော့ဆက်ပြီးတော့လုပ်လို့ရပါတယ်ဗျာနော် ော်ရင်ထပ်ထည့်ပါဗျာငလာစရအောင်နော်ကိုပဲလမ်းပြီးတော့တဟားနေတဲ့နေရာလေးတွေကိုထပ်ပြီးတော့ထည့်มาဖြစ်ပါတယ်အဲ့ကကျွန်တော်ဒီ ASM knowledge မှာကျွန်တော် page လေးထပ်ဖွင့်ထားပါတယ်เนาะအဲ့ page မှာကျတော့ဒီ electronic ကိုအခြေခံကစပြီးတော့เนาะအခြေခံကစပြီးတော့ကျွန်တော်ပြန်ပြီးတော့ ဒီတင်နန်းတက်ဆရာမလို့ပဲနဲ့ပေါ့နော်ကျွန်တော်တင်နန်းတော့ဖွင့်ထားတယ်တချို့ဒီတင်နန်းမတက်ရောက်လို့တဲ့ကျွန်တော်မိတ်ဆွေတငယ်ချင်းတွေအနေနဲ့အဲ ASN knowledge ဆိုတဲ့နော် page မှာဝင်ရောက်ပြီးတော့အခမဲ့လေ့လာလို့ရပါတယ်ဗျာနော်အဲ့ဒါလေးလည်းကျွန်တော်တင်ငန်းကောင်းပါပါလေ15မိနစ်လောက်နေရင်တော့ကျွန်တော်တို့စပြီးတော့သုံးလို့ရပါပြီနော်ဒါဆိုရင်ကျွန်တော်တို့သူ့ရဲ့ခိုင်မာမှုဘယ်လောက်ထိရှိလဲပေါ့နော်သူဆက်တာကျွန်တော်လက်တွေစောင့်ကြည့်မယ်နော်အရင်ဆုံးကျွန်တော်ဒီမြေကြီးကိုထိုးကြည့်မယ်နော်မြေကြီးအချောက်ကိုထိုးကြည့်မယ်မနော်ထိုးကြည့်တယ်အရင်ဆုံးမြေကြီးကိုထိုးကြည့်တယ်မနော်မပြုတ်ပါဘူးပြေနော် မနှဲ့ကြည့်ရနော်လုံးဝမပြုတ်ဘူးကဲတော်တော်လေးခိုင်မာမှုရှိရပြနော်ကျွန်တော်ကအားမရသေးဘူးနော်တေချာသွားအောင်သူ့ရဲ့ခိုင်မာမှုဘယ်လောက်ထိရှိလဲဆိုတော့ကျွန်တော်ကွေးကြည့်မယ်နော်တန်ချီတန်ကွေးလောက်ကြည့်မယ်ဒီမှာကျွန်တော်ကွေးကြည့်မယ်ပြနော်ပြုတ်မပြုတ်ပါခင်နော်ကွေးတယ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 ်လုံးဝမပြုတ်ပါဘူး မပြုတ်ဘူးနော်လုံးဝကိုမပြုတ်ဘူးတန်ကဟေးဆက်တွေဝရင်ဆက်တွေမလိုဘဲနဲ့ကိုဒီမှာကျွန်တော်ပရိသတ်တွေတွေ့တဲ့အချိန်မှာလုံးဝကွေးတာပြုတ်မထွက်ပါဘူးပြန်နော်တန်ချောင်းမဲကွေးပါပါလေဆက်တဲ့နေရာကလုံးဝပြုတ်မထွက်ပါဘူးဒါလည်းတွေ့ပါနော်ကျွန်တော်မိတ်ဆွေတင်ငယ်ချင်းတွေအသုံးဝင်မယ်လို့ထင်ပါတယ်ပြန်နော်အဲလိုတန်ချိတ်ကလေးတွေပါလေဥမာတန်ချောင်းကအတူလေးပဲရှိတယ်ချိတ်ကလေးတွေပါလေလောက်ချင်းလေအသုံးပြုလို့ရပါတယ်ပြန်နော်ဒီမှာကျွန်တော်ဆွတ်ချကြည့်တာလုံးဝပြုတ်ပါပြန်နော်ကျွန်တော်မရသေးဘူးထပ်ကွေးအောင်မယ်ပြန်နော်ထပ်ကွေးအောင်မယ်ပြုတ်တော့ပြုတ်냐ပါပြန်နော်ပြုတ်တော့ပြုတ်냐ကွေးကြည့်မယ်အဲအဲအဲဒီမှာ ကားငယ်ကွေးထီကိုကျွန်တော်ကွေးလိုက်တယ်လုံးဝမပြုတ်ပါဘူးခင်ဗျာနော်ကဲဗီဒီယိုအဟောင်းလေးကြည့်ပြီးပြီဆိုတော့ကျွန်တော်တို့ဒီတူနဲ့ထုကြည့်ပါမယ်နော်အဲကြတော့ခိုင်လားမခိုင်ဘူးလားတူနဲ့ထုရင်ပေါ့နော်အဲကျွန်တော်တူနဲ့ထုကြည့်ပါမယ်ဒါဒီတိုင်းကွေးတာကတော့လုံးဝကျွန်တော်တို့ပြုတ်ပါအောင်ခင်ဗျာနော်ဒီအပင်လေးတွေထောက်တာလို့နော်ချိတ်ကလေးတွေလောက်သုံးတာလို့တော့အဆင်ပြေပါတယ်ကဲထုမယ်ဗျာ1 2 3 4 တူ3အဲပြုတ်သွားပြီဗျာနော်2နဲ့2လို့တော့မခိုင်ပါဘူးခင်ဗျာနော်2နဲ့2လို့မခိုင်ဘူးကွေးတာတို့ကွေးတာတော့ခိုင်တယ်2နဲ့2လိုက်တဲ့အခါမှာတော့ပြုတ်သွားပါလေနော်အဲ့ကြတော့ကျွန်တော်ရဲ့ပြိသက်တွေဒါတူနဲ့ထူတာကိုเนาะပြုတ်မပြုတ်သိရင်လည်းကျွန်တော်ရဲ့ပြိသက်တွေလည်းဒါအားရ ျင့်တတ်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။ပြီးတော့ဒါတဲ့ကောင်းမွန်တဲ့เนาะနီလန်းလေးတွေရှိရင်လည်းကျွန်တော်နီလန်းလေးတွေကိုကျွန်တော်ညှောက်ဝေပြီးညှောက်ဝေပေးဖို့ကျွန်တော်မျက်တာရက်ခံပါတယ်။ဒါတဲ့ကောင်းမွန်တဲ့အကြောင်းအရာလေးတွေကျွန်တော်တင်ဆက်နိုင်အောင်အများအားစူးစမ်းပေးတော့မှာဖြစ်ပါတယ်ဗျာနော်။ဒါကြောင့်မို့ကျွန်တော်ဒီ channel လေးကို subscribe လုပ်ပါသေးရင်ကျွန်တော်ပြည်သက်တီ subscribe လေးတွေနှိပ်ပြီးတော့နော်။ဗီဒီယိုလေးကြိုက်လို့ရှိရင်လည်း like လေးတွေ like လေးတွေနှိပ်ပြီးတော့အားပေးလို့ရပါတယ်။ကဲအားလုံး ျေးဇူးအထူးတင်ပါတယ်အားလုံးအဆင်ပြေကြပါစေခင်ဗျာ